ကုတ်တကောက်မှာတော့နိုင်ငံတော်မှာဆက်ပြေးရေးပြေးစီဒီယံဝန်ထမ်းနဲ့နိုင်ငံရေးတကြလှုပ်ရှားသူတွေကို nation နဲ့ twitter page နေနဲ့ photo ပန်းစီနေအကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်မှာဆက်ပြေးရေးပြေးစီဒီယံဝန်ထမ်းနဲ့နိုင်ငံရေးတကြလှုပ်ရှားသူတွေကိုမတ်ပုံနဲ့ EID ဆက်ဆဲပြီး nation နဲ့ twitter page နေတွင်သူဝင်ရောက်စီစစ်တဲ့စနစ်နဲ့ photo ပန်းစီနေကြောင်းနေပြီးတော့တက်တဲ့ရင်မြေကပြောပါတယ် နိုင်ငံတော်မှာစစ်ပြေးရေးပြေးစီဒီအဝန်ထမ်းနေနဲ့လွမြောက်နေနိုင်ငံရေးတကြားလုံရှားသူတွေရဲ့မှတ်တမ်းတွေကိုကွန်ပျူတာစနစ် National Database မှာအသေးစိတ်စီစဉ်မှတ်ပုံတင်ဆင်သွင်းထားကြောင်းမဆိုပါ National Database ကွန်ပျူတာမှတ်တမ်းတင်စနစ်တွေကိုလော်ဝကနဲ့စစ်တဲရရှိတွေကအချိန်မြင့်ဝင်အောင်ကြိုးရှုံနိုင်ပြီးမသင်္ကာသူတွေကိုလည်းကိုယ်အေးချက်လက်တွေတိုက်ဆိုင်စစ်ဆေးနိုင်ကြောင်းသိရပါတယ်ကိတ်တွေလန်ကီတွေမှာတနိုင်ငံလုံးထိဆက်ထားတဲ့ National Database Computer စနစ်အတွင်းကိုဝင်ပြီးတော့လူတအုပ်ချင်းစီလိုက် PSMS စနစ်နဲ့ဆက်လို့ရပြီ။အဲဒီစနစ်မှာစစ်ပြေးရဲပြေးစီဒီယံဝန်ထမ်းအနေနဲ့နိုင်ငံရေးပြမှုမှတ်တမ်းရှိသူတွေအလုံးကိုမှတ်ပုံတင်ထားရလို့နေ့ပြီတော့တက်တဲ့တွင်ကပြောပါရစေ။ဂျပန်စစ်ကောင်စီက National Database Computer စနစ်တွင်သွန်ရောက်ပြီးလူတအုပ်ချင်းစီလိုက် PSMS စနစ်နဲ့ချိတ်ဆက်စစ်ဆေးနိုင်တဲ့ဂိတ်တွေကိုအမှတ်၃လမ်းစုံမှလကောင်ရန်ကုန်မန္လိအမြန်လမ်း26မိုင်လှဲကူပုဂိုလ်ဆက်မင်းလွယ်ကုန်းဂိတ်ညောင်ကားရှင်ဖန်ဂိတ်မြောက်ရီနယ်ဆက်ဂိတ်တာချီလိတ်နယ်ဆက်ဂိတ် ကော့တောင်းနေဆက်ဂိတ်ပါဝင်ဆင်စင်နေကြောင်းသိရပါတယ်။မြောက်ရီနေဆက်ဂိတ်မှာမဲဆောက်ဘက်ကိုကိုကြားစီဒီယဝန်နဲ့တရားကုလမှတ်သွားလုံရင်ဖန်ခံရတာတွေအခုနောက်ပိုင်းပုံများလာတယ်။သူတို့ကကွန်ပျူတာစနစ်ထဲမှာစီဒီယဝန်နဲ့ဆင်ကိုထိထားတယ်။ရီတော်စင်းပါနေတဲ့လူကမလွတ်တော့ဘူး။အရာကသတိထားဖို့လိုနေလို့ထိုင်းမြန်မာနယ်စပ်မြောက်ရီခြေဆိုင်တရားကုလက်မှတ်ဝန်ဆောင်မှုပေးအေဂျင်စီတစ်ခုကဆိုပါတယ်စစ်ကောင်စီကမြန်မာနိုင်ငံရှိလူတိုင်းကို EID စနစ်နဲ့ကိုယ်ရေးချက်လက်တွေကောက်ယူပြီး database တင်ထည့်ခြင်း စီဝါဆိုင်ရာချက်လက်တွေကောက်ယူခြင်းစီစစ်ခြင်းနဲ့ unique ID နံပါတ်ထုတ်ပေးခြင်းတွေကိုစောင့်ခဲ့ပြီးနောက်ရုပ်ကိုကလည်းကောင်းတို့အလိုရှိနေသူတွေကိုရင်းစနစ်နဲ့ခြေရာခံလိုက်လံဖမ်းဆီးလာခြင်းဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့ KNU စစ်ရုံးနဲ့မြေဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာကင်ပြင်းနယ်လိုက်ပွဲမြို့နယ်မှာရှိခဲ့မြို့သားစီယုံကင်ရဲ့စေယုံဤကိုမတ်လ၁၈ရက်နေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ကအသေးခံဒရုန်းနဲ့တိုက်ခိုက်ခဲ့လို့စစ်အေးသတင်းမြစ်တွေကပြောပါရင် အသေးကန်ဒရုန်း30နဲ့တိုက်ခိုက်ခဲ့ရဖြစ်ပြီးကင်မျိုးသားလူမျိုးရေးတပ်မတော် KN40 ဦးစီချုပ်စောကြောင်နေရနေနေကြောက်ပါခွဲခဲ့ရလို့ဆိုပါတယ်လူထိခိုက်မှုမရှိဘဲအဆောက်အုံတချို့အနေငယ်ထိခိုက်ပျက်စီးခဲ့လို့အခုဖြစ်ကိုသိရှဲစေတဲ့မြစ်တဲကပြောပါတယ်လူထိခိုက်တာမရှိဘူးစစ်ကောင်စီကဒီတခုနဲ့ဆိုရင်3ချိန်ရှိပြီဒရုန်းနဲ့တိုက်ခိုက်တာဒါကြောင့်အကုန်ပြင်ဆင်ထားတော့ဘာမှတော့မဖြစ်ဘူးဒရုန်းသုံးစင်းစလုံးကတပြိုင်နက်တည်းလာတာမဟုတ်ဘူး10မိနစ်ချာစီပြီးမှလာတာပါအဆောက်အုံနှလုံးမင်းနဲ့ပျက်စီးသွားတယ်လို့သိကြတယ် တကယ်ဆိုနဲ့ပတ်သက်ပြီးသိစိတ်သိနိုင်မှုကမြို့သားစီယုတ်ကဲညွှန်ပြောခွင့်ရသူကိုဆက်သွယ်မိမြင်နေစေပဲဖြစ်ပါတယ်။စစ်ကောင်စီတပ်ကတိုက်ခိုက်တယ်လို့ပြောဆိုကြတဲ့ပတ်သက်လို့တုတ်ပြန်ကြရနိုင်မှုစစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းတို့ကိုဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ကန်ဖြစ်ဆိုတာမရှိပါဘူး။2024ခုနှစ်ဇန်နဝါရီလ31ရက်နေ့ကလည်း KNU ဌာနချုပ်နယ်မြေကိုစစ်ကောင်စီတပ်ကအထိတ်ကန်ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဆက်လက်ပြီးလေးမျက်နှာမြို့နယ်မှာတိုက်ပွဲကြောင့်ဒေသခံတပ်တော်ကထွက်ပြေးနေရ ။မြန်မာပြည်တိုင်းလင်းမြနာမြို့နယ်မှာမတ်လ18ရက်နေ့ကစစ်ကောင်စီတပ်စစ်ကြောင်းနဲ့အာရခတတော်၏ပူပေါင်းတပ်တို့တိုက်ပွဲဖြစ်ခဲ့ပြီးတိုက်ပွဲနီးဝင်းကျင်ရွာချိုးကဒေသခံတထောင်ဝင်းကျင်ဘေးလွရာကိုထွက်ပြေးနေရလို့ဒေသခံတွေကပြောပါရယ်။လေမျက်နှာမျိုးနဲ့ပတ်သိမ်မှုရကာလန်ယူမဒေါ်နီကချင်းနယ်ရွာဘက်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထုတ်လာချိန်အေအေပူပေါင်းတန်းနဲ့တိုက်ပွဲဖြစ်ခဲ့ရလို့ဆိုပါရယ်တိုက်ပွဲကြောင့်ယူမဒေါ်နီမှာရဲဝတ်ကုန်း လဲခုံကြီးလဲခုံလင်းရှာတော်စုစံကောင်းစာရရတွေကဒေတာကန်တာဝန်ချင်းပေးလို့ရပြောင်းရွှင်နေရလို့လုံချုံရအမြင်ပေါ်လွယ်ဒေတာကန်တဲ့ကပြောပါရင်ဝေကုံအောင်စုလဲခုံကြီးတို့ဝေကုံတို့စံကုံတို့အရာတွေကရွာရီရွှေရတယ်လူကြီးကထောင်လို့ရှိပါတယ်တိုက်ပွဲတွင်တစ်ဖက်တစ်ခိုက်တိုက်စုံမှုချင်းတွေကိုတော့မသိရသေးဘူးလို့ပြောပါရင်လရှိမှာပတ်သိမ်မုံရကလန်ရှောက်စစ်ကောင်စစ်တပ်ကအင်အားဖြစ်တင်နေပြီးတနေ့ကျကျစစ်စင်းရလို့လဲဒေတာခဏိကပြောပါရင် လင်းမျက်နှာမျိုးနဲ့ကတိုက်ပွဲပြန်နေရကိုရေချီမျိုးနဲ့ချိန်ဆိုင်အမတာသွားလေးစက်လေးအမြောက်တက်ကနေလက်နဲ့ကျင်းနဲ့ပြစ်ကတ်တိုက်ခိုက်ခဲ့လို့ဒေသခံတွေကပြောပါတယ်ဒီအခြေအနေနဲ့ပတ်သက်လို့အသေးစိတ်သိနိုင်မှုစစ်ကောင်စီအရာဝတီတိုင်းပြောခွင့်ရသူတိုင်းလူမှုရေးဝန်ကြီးဦးခင်မောင်ကြီးကိုဆက်သွယ်ခဲ့ပေးမယ်ဖုန်းလက်ခံဖြစ်စွာမရှိပါဘူး2024ခုနှစ်ဒီဇင်ဘာလကစလို့ရခိုင်ရိုးမနဲ့ဆက်ဆက်နေအရာဝတီတိုင်းပတ်သိမ်းရေချီနဲ့တာပေါင်းမြို့နယ်မှာရှင်စစ်ကောင်စီတက်စကန်နီယာတွေမှာတိုက်ပွဲတွေရှိခဲ့ပြီးလက်ရှိမှာလင်းမျက်နှာမြို့နယ်တွေမှာတိုက်ပွဲတွေဖြစ်ပွားလာတယ်လို့ဒေသခံတွေကပြောပါတယ် ဆလဘီကလေးမျိုးမှာနှစ်ပတ်တွင် လူ40ခန့်ဖမ်းဆီးခဲ့ရ။စကိုင်းနိုင်ကလေးမျိုးနယ်မှာဘန်ချလာတရနေကနေ19ရက်နေ့ထိနှစ်ပတ်ကျော်အတွင်းလူငယ်40ခန့်ကိုဖမ်းဆီးပြီးအများစုကိုကလေးမျိုးချိဆိုင်အမှတ်တစဉ်တပ်မတော်တပ်မြင့်တင်တဲ့ကြောင့်ကိုပို့ဆောင်ထားလို့ဒေသခဏိကပြောပါရယ်။ကလေးမျိုးပေါ်ရက်ွက်တွေဖြစ်တဲ့အောင်မင်္ဂလာသစင်တာဟန်ချမ်းမြောင်စီစာရက်ွက်တွေမှာလမ်းသွန်လမ်းကြားရတဲ့ဒီစစ်ကောင်းစီတန်းနဲ့ရဲတပ်ဖွဲ့ဝင်တွေကလိုက်လံဖမ်းဆီးခဲ့ရလို့ဒေသခံတအုပ်ကပြောပါရယ်။စံတော်ရနေ့လောက်ကလည်းချင်းကန်နေတဲ့လူငယ်တွေစေကြောတက်လောက် ဆယ်ယောက်လောက်ဖမ်းသွားပါတယ်သူတို့ကအသက်လည်းမပြည့်သေးတော့မိသားစုကလိုက်တယ်စူပောင်ရုံမှာခေါ်ထားတယ်အဲ့ဒီရပိုင်ဖမ်းဆီးစိတ်လာတဲ့အိမ်ဒီပေါ်တက်ဆွဲရလေးရှိပါတယ်ရက်ွက်တဲ့တေရှောင်းငကင်ဝင်ရောက်ဖန်စီရရှိသလိုလမ်းတော်လမ်းလာရဲ့လက်ကင်ဖုန်းတွေကိုစစ်ဆေးပြီးအကြောင်းပြချက်ခိုင်လုံးနဲ့ဆွဆွဲချက်တင်တဲ့လူငယ်တွေကိုစုဆောင်ဖန်စီရရလည်းရှိပါတယ်။ကလေးမျိုးနယ်မှာစစ်ကောင်စီရဲ့စစ်မှုထမ်းအမှတ်စဉ်6ကနေကိုဒီတင်တဲ့အတွက်လူငယ်185တို့မှနဲ့ဖန်စီစုဆောင်ခိုင်လုံးကလေးမျိုးလူတို့တိုက်ပွဲဥဆောင်ကော်မတီကဖေဖော်ဝါရီလကြာနေမှာထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးစစ်ကောင်စီရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေတရားမဝင်ကြောင်းအန်ယူဂျီပြောစစ်ကောင်စီနဲ့မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမဲ့ရုရှားရင်းနှီးမြှုပ်နှံမှုတွေအပအဝင်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေတရားမဝင်ကြောင်းမြို့သားညီညွတ်ရေးဆိုရအန်ယူဂျီသမ္မတရုံးပြောခွင့်ရသူဦးကျော်စောကမဆာဆက်ရှင်နေထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုတင်းနှင်းစကားပြောခြင်းစီစဉ်မှာထည့်သွင်းပြောဆိုပါတယ် စစ်ကောင်စီနဲ့ကြုတ်တဲ့စာချုပ်တွေအကျိုးမရှိကြောင်းကိုရုရှားဆိုရနိုင်ငံတိုင်းဝင်ကြီးဌာနက NUG ကစာပေးပို့ထားပြီးဖြစ်ပါတယ်။စစ်ကောင်စီရဲ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေခွင့်ပြုမိတ်အတည်ပြုမိတ်တွေတောင်းခံပြီးမလုပ်ကြဘူးလို့လုံနေတဲ့လုပ်ငန်းတွေရပ်ဆိုင်ထားဖို့အသိပေးကြောင်းကြားလိုပါတယ်။အာဏာသိမ်းမှုမတိုင်ခင်ကကျုပ်ဆိုတာယင်းနှိမ့်မြုံနယ်မှုစာချုပ်တွေနန်နမိတ်ပိုင်းခြားသတ်မှတ်မှုတွေသာအတိပြုလက်ခံထားရလို့ဆိုပါတယ်။စစ်ကောင်စီကရုရှားနဲ့ဘီလာရုစ်ကိုတွောက်တာဆင်းလက်နဲ့ပစ္စည်းအားရှိအာဏာတည်မြဲရေးနဲ့ရွေးကောက်ပွဲကနေနိုင်ငံရေးထွက်ပေါက်ရှာဖို့အတွက်လို့ဥကြုံဆောင်ကပြောပါတယ်။ စစ်ကောင်ဆောင်ပုံစံမူစင်မြောင်းလာရဲ့ရုရှားခေတ်စင်မှာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ဆဲကိုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲဒီတည်းမှာရုရှားရဲ့ထောက်ပံ့မှုနဲ့အသေးစားနျူကလ িয়ার တပ်အပိစံုံတိဆောက်ရေးစိတ်ကန်းနဲ့ရေနံချက်စံုံတိဆောက်ရေးပါဝင်တဲ့ဝဲထူးစီဝိုင်းစုံမှရင်းနှီးမြှုပ်နှံမှုဆိုင်သဘောတူညီချက်တွေပါဝင်ပါတယ်။